ုံးမင်္ဂလာပါ Union News ကနေပြန်ကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ၄ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့ခရင်ပြည်နယ်မှာရှိနေတဲ့ပိုတာဘောအဖွဲ့တရင်လိုက်ပြက်စီးနေပြီလားဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။စီစဉ်လေးကနေပြန်လဲကြိုဆိုပါရစေ။ ကရင်လက်နက်ကိုင်တပေါင်း KNU ရဲ့အတုံးချခံနေဖြစ်နေတဲ့ KNLA KDLA အပါအဝင် NUG ပြည်ပြည်အုပ်စုတွေနဲ့ဖွဲ့စည်းထားတဲ့တာဘောရဲ့30နှစ်မြူဟာကတော့၄ကီကော်မျိုးသိန်းတိုက်ပွဲအတွင်းထွက်မှလည်းပိတ်မိနေတယ်။မင်းလက်ပန်စပလူဘတ်တွေမှလည်းပိတ်မိနေတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ညပိုင်းမှာတော့ဒီဆွေတော်ကုန်းဘက်ဝန်းကျင်ကိုပြန်လည်ဆုတ်ခွာလာကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အကြမ်းဖက်သမားတွေအနေနဲ့တစ်ဖက်က KNU ကလည်းသူတို့ရဲ့အကျိုးစီးပွားတွေရှေ့နေတဲ့ KK Park မက်ထော်သလေးဘက်ကိုဝင်ခွင့်မပြုတော့သလို DGPA ဘက်ကလည်းသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့ကြောက်ခက်မင်းလက်ပံနဲ့ဖလူဘက်တွေကို NGPB ပြည်အုပ်စုတွေနဲ့ PDF အဖွဲ့တွေကိုဝင်ရောက်ခြင်းမပြုဖို့ကန့်သက်ထားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။အဲဒီအတွက်တစ်ဖက်မှာလည်း၄ကိတ်ကိုမြို့သိမ်းတိုက်ပွဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်။နေဆက်ဖြတ်ကျော်ဖို့အတွက်ကြလည်းထိုင်းနိုင်ငံဘက်ကနေဆက်ကိုတောက်လျှောက်ဆိုလိုဆောင်ကြည့်နေတာဖြစ်တဲ့အတွက်နေဆက်မှာရှိနေတဲ့ဖလူမင်းလက်ပံကြောက်ခက်နဲ့မက်ထော်သလေးဘက်တွေကိုဝင်ရောက်ကုလုံမှုတွေစူးစမ်းနေကြတာဖြစ်ပါတယ်။ ကတမ်းမတော်ရဲ့နေမရှင်လေးဆောင်ရွက်မှုတွေကင်းထောက်ချင်းမှုတွေကြောင့်မြေပြင်မှာရှိနေတဲ့ KNL, KDL နဲ့ NUG လက်အောက်ခံ PDF တွေအပါအဝင်ကကတော့ဒီဒေါနာတောင်ကြီးကိုပိတ်ဆို့ပြီးဖြတ်တောက်ထားတဲ့ဒီတာဘောရဲ့အဖွဲ့တွေအများကြီးတိကျတည်ဆုံမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်၊အောက်တိုဘာ၂ရက်နဲ့အောက်တိုဘာ၃ရက်နေ့အထိတိကျတည်ဆုံမှုတွေကတာဘောဥဆောင်တဲ့30နှစ်ပြူဟာတရင်လိုက်ကြုံတီးသွားတဲ့အခြေအနေမျိုးတောင်ကြုံတွေ့နေရပါတယ်။တမောရဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေးဆုံးတာတွေရှိတယ်လို့လက်နက်ချအလင်းဝင်တာတွေလည်းရှိတယ်။ဗတ်ပြောင်းပြီးတော့ခိုလုံတာတွေလည်းရှိကြပါတယ်။ ဒီနေရာမှာပတ်ပြောင်းခုလုံတဲ့အဖွဲ့တွေကတော့ဒီကေပီတဲကိုပတ်ပြောင်းခုလုံသွားကြတာတွေရှိတယ်။စောချစ်သူရဲ့ KNA ဘက်ကိုပတ်ပြောင်းခုလုံသွားကြတာတွေလည်းရှိတယ်လို့သိရပြီးတော့နေမီကန် PGF တွေနဲ့ချိတ်ဆက်ပြီးတော့လက်နက်ချအလင်းဝင်မှုတွေလည်းဆောင်ရွက်နေကြတယ်လို့သိရပါတယ်။အခုဒီတာဘောဥဆောင်တဲ့30နှစ်ပြူဟာဆိုတာကတော့ကတော့ Cobra စစ်ကြောင်း Vino စစ်ကြောင်းနဲ့တသက်နဲ့စစ်ကြောင်းလို့ပဲဖြစ်ပါတယ်။အဲဒီစစ်ကြောင်း၃ယောက်နဲ့ကအဖွဲ့တွေတော်တော်များများကနေစဉ်နဲ့အထိကဲတည်ဆုံမှုတွေဖြစ်နေတယ်။ဒီထဲကနေမှာအထိကဲတည်ဆုံမှုတွေနဲ့ကြုံတွေ့နေရတဲ့အတွက် AAC ရဲမင်းတို့အပါအဝင်ထောက်ပို့တွေအနေနဲ့လည်း ကြောက်လန့်ကြာရီကြုံတွေ့နေရသလိုတာဘောကိုယ်တိုင်လည်းပင်နာကရှိနေတဲ့သူ့ရဲ့အနီးကပ်ဆုံးလူတွေပါလက်နက်ကြီးကြားရောက်ပောက်ကွဲတာတွေ suicide drone တွေကြားရောက်ပောက်ကွဲတာတွေကြောင့်တိုက်စုံမှုတွေကြုံတွေ့နေရပါတယ်။ဒီကနေ့အော်တိုဘာ၂ရက်နေ့တမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမင်းလက်ပံအနီးမှာခိုအောင်းနေတဲ့ ACC ရဲမင်းနဲ့တာဘောအဖွဲ့တွေထိခိုက်တိုက်စုံမှုတွေအပြင်မှာတာဘောလည်းကပ်ပြီးလွတ်သွားတယ်လို့သိရတယ်လို့ AC ရဲမင်းကိုယ်တိုင်လည်းအသေးသေးနဲ့လွတ်ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီအတွက်ဒီထိခိုက်တိုက်စုံမှုတွေများနေတဲ့လက်ရှိတာဘောအဖွဲ့ထဲမှာလည်းတိုက်ရင်လိုက်ပြုတ်သွားတာတွေရှိတယ်လို့အလင်းဝင်လာတာတွေရှိတဲ့အတွက်လည်း ဒီအလှူခံမှုတွေထောက်ပို့တွေပြုလုပ်ဖို့မှာအင်အားပြဖို့နောက်ပြီးတော့ဒီ social media မှာသိဆုံးမှုတွေကိုမတင်ဖို့ကိုတာဝန်ဥဆောင်ပြီးတော့ကန့်သက်ပိတ်ပင်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။အဓိကကတော့ဘေးမှာရှိနေတဲ့ BGF အဖွဲ့တွေဒီ DGBA အဖွဲ့တွေကိုချိတ်ဆက်ပြီးတော့လက်နက်ချတာတွေအလင်းဝင်တာတွေဖက်ပြောင်းခိုးလုံတာတွေမပြုလုပ်ဖို့အတွက်တာဝန်ဥဆောင်ပြီးတော့ဒီ PDF အဖွဲ့တွေအသုံးချခံတွေရဲ့ဖုန်းတွေကိုပါသိသိနေတယ်ဆိုတဲ့သတင်းတွေကိုလည်းကျွန်တော်တို့ကြားသိနေရပါတယ်။ဆိုတော့အခုဒီတမရော်ကပြည်တော်စုလမ်းမကြီးကိုထိန်းချုပ်ပြီးတဲ့နောက်မြရီရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့ ကရင်လက်နက်ကင်တပောင် KNU ရဲ့တပ်မဟာ6တပ်မဟာ9မြေတွေကိုတောက်လျှောက်ဆိုလိုနေမြေရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။အဓိကဦးစားပေးအနေနဲ့ကတော့ဝေါလိမြိုင်ပတ်ဝန်းကျင်ဒီကိုနေမြေရှင်းလင်းဆောင်ရွက်မယ်လို့ထင်ရပြီးတော့အခုတော့မြောက်ရီရဲ့တောင်ဝက်ချမ်းမှာရှိနေတဲ့လေးကိကောမင်းလက်ပန်ဘလူးဒေတာတွေကိုနေမြေရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီနေရာမှာမင်းလက်ပန်နဲ့ဘလူးဒေတာတွေကိုအဓိကကင်းထောက်ပြီးတော့ suicide drone တွေပဲအသုံးပြုတင်ပါတယ်။လက်နက်ကြီးနဲ့ပစ်ခတ်တာတွေတမရိုလီနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာတွေကဘေးနားကနှစ်နိုင်ငံနေစပ်